ူရောပါကော်မရှင်ကစက်တင်ဘာလ23ရက်တွင်ကိုဝင်ဆောင်ခြင်းပါရာစီတမော သုံးဆွဲမှုနှင့်အော်တင်စင်ဖြစ်ပွားမှုဆက်ဆက်မှုမရှိကြောင်းအတည်ပြုခဲ့ပါသည်။ထို့ကြောင့်ညာချက်သည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်သတိပေးချက်များကိုတုံ့ပြန်တဲ့အနေဖြင့်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ဥရောပဆေးဝါးအေဂျင်စီ EMA ကကိုဝင်ဆောင်မျိုးသမီးများ၏ချက်လက်များကိုပြန်လည်သုံးသပ်ပြီးပါရာစီတမောသည်သတိသားသို့မဟုတ်မွေးကင်းစကလေးများတွင် ပုံတရံချုပ်ရွေးမှုအနေဖြစ်စေသည့်တက်တဲ့မတွေ့ရှိကြောင်းဖော်ပြခဲ့ပါတယ်။ခရန့်ကမူအော်တီဇင်သည်ကလေးဘဝကာကွယ်ဆေးများနဲ့ကိုဝင်ဆောင်မျိုးသမီးများ၏တိုင်းလီနောသုံးဆွဲမှုနဲ့ဆက်ဆက်နေတယ်လို့စက်တင်ဘာလ22ရက်တွင်ပြောကြားခဲ့တော်လဲ၎င်း၏အဆိုများသည့်တိတ်ပန်နေကြအထောက်အထားများဖြင့်ထောက်ခံထားခြင်းမရှိဘူးလို့ဆိုပါတယ်။ကမ္ဘာ့အကြမ်းမရေးဖွဲ့ WHO ကလည်းရင်းဆက်ဆက်မှုနဲ့ပတ်သက်တဲ့ထောက်ထားများမခိုင်လုံကြောင်းအစောပိုင်းတွင်ထောက်ပြထားပါတယ်။ ထရန်နီတနင်္လာနေ့ကအင်မြူရာတွင်ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲတွင်ကိုဝင်ဆောင်အမျိုးသမီးများနဲ့မိဘများအားကြိုက်ခဲပြောက်ဆေးများရှောင်ရှားရန်နှင့်ကလေးများကို အသက်ငယ်ရွယ်စဉ်တွင်ကာကွယ်ဆေးမထိုးရန်အကြံပြုခဲ့ခြင်းဖြစ်ပါရဲ့ရှင်။